ူတူမတွေကဦးကြီးဦးလေးတွေနဲ့အမွေကိုတန်းတူခွဲဝေခွင့်ရှိပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLD Group မြန်မာ Law Firm ကတရားလွတ်တော်ရှေ့နေဥအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမြဝေလျက်ရှိပါတယ်အဲ့တော့ဒီကြောင်းရလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့စီကို online ကနေပြီးတော့မှမေးမြန်းတာတဲ့မေးခွန်းလေးတစ်ခုနဲ့ဆွေးနွေးမြောက်ပြီးဖေးခြင်းပါတယ် အဲ့ဒီမိကုံးကတော့ဆရာရှင်တဲ့မိဘတွေမရှိတော့တဲ့အခါတဲ့အမွေကိုတက်ရှိထင်ရှားရှိတဲ့သားသမီးတွေရဲ့တဲ့ဆုံးပါသွားပေမဲ့သားသမီးကြံခဲ့တဲ့မြေးပေါ့နော်တွေရကတဲ့အမွေကိုတဲ့ဒန်းတူခန်းစားခွင့်ရှိပါသလားတဲ့သိပါရစေတဲ့ဗုဒ္ဓဘာသာတွေပါလို့မေးမြန်းထားပါတယ်မိကုံးရှင်ရဲ့မေးမြန်းမှုကပြည့်စုံလုံလောက်မှုမရှိတဲ့အတွက်ကြောင့်မလို့ဒီမိကုံးကိုတိတိကျကျဖြေချလို့မရဘူးပေါ့နော် ဒါပေမဲ့ကျွန်တော်အကြံပြင်းလေးဆွေးနွေးမျှဝေပေးပါမယ်။အဲ့တော့လက်ရှိတူတူမတွေနဲ့ဦးကြီးဦးလေးတွေအမွေခွဲတဲ့အခါမှာတန်းတူရခွင့်ရှိမရှိဆိုတာကအခြေအနေနှစ်ရက်ကိုကြည့်ရမှာဖြစ်ပါတယ်။နံပါတ်1ကတော့အမွေရှင်အနေနဲ့ပြောမယ်ဆိုရင် မြေးနဲ့သားသမီးတွေအမွေခွဲဝေတာပေါ့နော်။အဲ့တော့မြေးဆိုတဲ့နေရာမှာနှစ်ချက်ရှိပါတယ်။တစ်ချက်က အမွေမမီတဲ့မြေးပါ။ဒုတိယတစ်ချက်ကတော့အမွေမီတဲ့မြေးပေါ့နော်။ အဲ့တော့အမွေးမိတဲ့မြေးဆိုတာကမိမိရဲ့မိဘအမွေးရှင်ဖြစ်တဲ့အဖိုးအဖွားတွေဆုံးပြီးနောက်ပိုင်းမှာမှဆုံးသွားတာပေါ့နော်အမွေးတော့မခွဲဝေရသေးဘူးဒါဆိုလို့ရှိရင်မြေးတွေကအမွေးမိတဲ့မြေးဖြစ်တဲ့တူတူမနဲ့ဦးကြီးဦးလေးအမွေးခွဲတဲ့အနေအထားဖြစ်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒန်းတူညီတူရောက်ွက်ရှိပါတယ်ဒုတိယတစ်မျိုးကတော့အမွေးမမိတဲ့မြေးဖြစ်တယ်ပေါ့နော် အမွေမမီမြေးဆိုတာကမိမိရဲ့မိဘကပေါ့နော်အမွေရှင်ဖြစ်တဲ့အဖိုးအဖွာပေါ့တဦးထက်ဖြစ်စေနှစ်ဦးစလုံးထက်ဖြစ်စေပေါ့နော်ဥစွာကွယ်လွန်သွားမယ်ဆိုလို့ရှိရင်ကြံခဲ့တဲ့မြေးတွေကနော်အမွေမမီတဲ့မြေးဖြစ်ပါတယ်အဲအမွေခွဲဝေတဲ့အနေအထားကတော့တူတူမနဲ့ဦးကြီးဦးလေးတွေခွဲဝေတဲ့အနေအထားပေါ့နော်ကိုကအမွေမမီတဲ့မြေးဖြစ်တယ်ဆိုလို့ရှိရင်တော့အမွေကိုဦးကြီးဦးလေးနဲ့တန်းတူရောက်ွယ်မရှိဘူးပေါ့နော်ဒါကဒုတိယအခြေအနေဖြစ်ပါတယ် ဒုတိယအခြေအနေမှာချွင်းချက်တစ်ခုကိုတော့သတိပြုရအောင်ပဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့မိမိကအမွေမမီတဲ့မြေးဖြစ်တာတော့မှန်တယ်ဒါပေမဲ့မိမိရဲ့မိဘကအမွေရှင်ဖြစ်တဲ့เนาะအဖိုးအဖွားတွေရဲ့ဟလာဩရတသာသမီပေါ့နော်ဒါမှမဟုတ်အကြီးဆုံးသာသမီ ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့မိမိကအမွေမမီတဲ့မြေးဖြစ်တော်လဲပဲเนาะအမွေကိုအပြည့်အဝရောက်ဝင်ရှိပါတယ်ဒါဩရတနဲ့အကြီးဆုံးသာသမီ ဖြစ်မယ်ဆိုရင်ပေါ့နော်အဲ့ဒီခွင့်ရေကို ရရှိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်အခြေအနေနှစ်ရက်ရှိတယ်ပရမအခြေအနေက အမွေမီတဲ့မြေးဆိုလို့ရှိရင်ဦးကြီးဦးလေးနဲ့တန်းတူအမွေရတယ်အမွေမမီတဲ့မြေးဖြစ်မယ်ဆိုလို့ရှိရင်တော့ဦးကြီးဦးလေးနဲ့တန်းတူရခွင့်မရှိဘူးဒါပေမဲ့ချွင်းချက်တစ်ခုရှိတာက အမွေမမီမြေးဖြစ်တော့လေမိမိရဲ့မိဘဟာ ဩရတနဲ့အကြီးဆုံးသားသမီးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့မိမိအနေနဲ့ဦးကြီးဦးလေးနဲ့တန်းတူအခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။